မိုင်းတိုင်း90ဒီစကလုံးကဘာကိုညညွန်နေရလဲလူတယောက်ရဲ့ဘဝတတန်းလားဒါမှမဟုတ်ခရီးရှင်ကြီးတစ်ခုရဲ့အမှတ်သားလားဒီနေ့ကျမတင်ဆက်မယ့်အကြောင်းကတော့ကျမတို့ရဲ့မြမကြော်လန့်ရဲ့တဲနှလုံးလေးရရှောင်းပြန်ဟမ်းမှုတစ်ခုရဲ့အကြောင်းပါပြီးခဲ့တဲ့2025မေလ15ရက်မနက်စောပိုင်းကဖုန်းကျော်လက်ဖက်မီကလောင်ရဲ့ရေးသားတဲ့ဒီကပြားဟာ သူ့ရဲ့ပုဂ္ဂိုလ်ရေးဘဝခီးချင်းနဲ့နိုင်ငံရေးရှိလျားတဲ့တော်လန်ရေးသမိုင်းကိုပေါင်းစပ်ပြီးဖွင့်နေထားပါတယ်။ကဗျာဆရာသူ့ဘဝကိုမြမပြီမလူလာဖြစ်တဲ့ပြားတွေနဲ့ဒီတော်လန်ရေးကိုထံပိုးရတော့တာပါပဲလို့စဖွင့်လိုက်ပါတယ်။ဒါကကုဖာသာရွေးချယ်တာထက်ဝိဟပါကြောင့်ဝင်တခုလို့ခံယူထားတဲ့သဘောပါ။ဒီမိုကရေစီလူခွင့်ရေးနောက်တစ်ခါကိုပိုင်ပြားထန်ခွင့် ဒီလိုမြင့်မြတ်တဲ့ဘန်းနိုင်တဲ့အတွက်ကလောင်သွေးဆွေးနွေးရုံနဲ့မရဘူးဆိုတာကို သူနားလေခဲ့တယ်။ဒါကြောင့်ဘဝရဲ့အစိပ်ပိုင်းတွေကိုဒီတုံလိုင်းကြီးတွေကိုပုံဩခဲ့တယ်။ဥပဒေပါမှနှစ်နှစ်လူငယ်လှုပ်ရှားမှုတွေနောက်တစ်ခါဒီမိုကရေစီလှုပ်ရှားမှုရဲ့ဝဲခရဲတွေထဲမှာ၅နှစ်ဒီလူတွေဖြတ်တန်းပြီးတော့ရောအနက်ကိုင်တပ်ဖွဲ့တွေကိုခြေစုံပစ်လိုက်ပြန်တော့တယ်။ဘာကြောင့်လဲ။သူနဲ့စကားပြောရင်တော့ ရှားနိုင်တဲ့မောင်းပြန်တဲ့အစာပြုပြီးတော်လန်ကြီးတက်လှုပ်ကြရပေါ့တဲ့တော်လန်ကြီးမောင်းတံကိုလက်တွေ့ကြကြရတဲ့မောင်းပြန်နဲ့အောက်ခြေကနေစားခဲ့ရတဲ့ဘဝခုတော့သူတန်90ဒီတန်90ကနှစ်90ကျော်ရှည်လျားတဲ့မြမပြည်ရဲ့ပြည်ရင်းစမှာငါနှစ်90ကိုအရှိဖြောပြစ်ခဲ့တယ်တဲ့သူ့ဘဝတစ်ခုလုံးကဒီပြည်ရင်းစစ် ဒီဒေါ်လာရေးထဲမှာပျော်ဝင်သွားပြီဆိုတဲ့ခံစားချက်ကိုလေးနက်နက်ဖော်ပြထားတယ်။ဒါကလူပုဂ္ဂိုလ်တဦးရဲ့ကြီးမားတဲ့စွန့်လွတ်နေတာခံမှုပါပဲ။သူ့ရဲ့ဒေါ်လာရေးခီးကမြမပြည်ရဲ့မကြသေးမီတမိုင်းလှည့်ပြောင်းတွေနဲ့ထပ်တူကျနေတယ်။ရွှေဝါရောင်ဒေါ်လာရေးကာလကနေနာဂင်းမုန်တိုင်းအလွန်ပြီးတော့2010ခုနှစ်ရဲ့ စည်းကမ်းပြီးွားတဲ့ဒီမိုကရေစီဆိုတဲ့ကာလတွေထိပေါ့ဒီကာလတွေဟာတော်လန်ကြီးအတွက်အုံမြင့်ချခဲ့ရတဲ့အချိန်ကြီးလို့သူကဆိုတယ်စိတ်ဝင်စားစရာကောင်းတဲ့ချက်က2015ခုနှစ်ရွေးကောက်ပွဲအပြီးမှာဒီမိုမေအိုကြီး NLD စည်းကမ်းပြီးတဲ့ဒီမိုတွေအာဏာရတဲ့အခါမှာတကယ့်သဘုံဆစ်ဆစ်ဖြစ်နေပါပြီလို့သူ့ကိုယ်သူဖော်ပြထားတာပါပဲဒါက သူဟာအာနာယပါကြီးရဲ့လမ်းကြောင်းနဲ့မတူညီတဲ့လက်နက်ကင်ခုခံမှုဆိုတဲ့လမ်းကြောင်းပေါ်မှာဆက်လျှောက်လှမ်းခဲ့တယ်ဆိုတာကိုပြသနေတာပါပြီးတော့2016ခုနှစ်ကနေ2021ခုနှစ်နှစ်ကုန်တဲ့အထိဒီကြားရဲတောင်ပိုင်းပဲပုတ်အစီရိနင်းမလို့ရှင်းထုတ်လိုက်ရတာထပ်ပြီးဖွဲ့ပြန်တယ်ဒီချက်ကဘာကိုညွှန်းနေဆိုတာတိတိကျကျပြောဖို့တော့ခက်ပါတယ်ဒါဟာတော်လန်ကြီးဆိုတာ ြင်ပရန်သူကိုတိုက်ယုံတာမက အတွင်ပိုင်းအခက်အခဲတွေကိုလည်းအမြဲရင်ဆိုင်ဖြေရှင်းနေရတဲ့ဆိုတာမိမောင်းထုတ်ပြနေတာဒီလိုခက်ခဲကြမ်းတမ်းတဲ့လမ်းကိုဖျက်တမ်းပြီးတဲ့နောက်မှာအခုလက်ရှိကာလကိုရောက်လာပါတယ်လက်ရှိမျိုးဆက်သစ်တွေရဲ့အားနဲ့သုံးဖို့ညီနောင်မဟာမင်းရဲ့ပူပေါင်းမှုဒါရီဟာတမိုင်းတွင်တဲ့10နှစ်ခွန်ဆစ်စင်ကြီးကိုဆင်နွှဲခဲ့ကြတယ်လို့သူခုံယူစွာနဲ့ပြောပါတယ် မျိုးပေါင်းများစွာတင်ပိုက်နိုင်ခဲ့တဲ့ဒီစစ်စင်ရေးအောင်မြင်မှုအပေါ်မှာချီကျူးထောမနာပြုသူတွေရှိသလိုငူတီတာမပွားနိုင်သူတွေလည်းရှိတယ်လို့သူကဆိုပါတယ်။ဒါပြင်တရုတ်နောက်လိုက်တရုတ်မီစင်းရစားရဝေဘန်တိုက်ခိုက်မှုတွေရှိနေတာလည်းသူသိတယ်။ဒါပေမဲ့ဒီလိုအင်အားတွေဟာယူရင်းချင်းစီကညှစ်ထုတ်ရတဲ့အားတွေဖြစ်တယ်ဆိုတာကိုသူပြန်လည်ပြောပြခြင်းဟန်တူပါတယ်။ညီနောင်သုံးဖို့ဟာ ဝတ္တတလူစီနာရဲ့ဖီးအားကိုဘလို့ခံနိုင်ပါမလဲလို့မိကုံထုတ်တန်တွေကိုလည်းသူကြားခဲ့တယ်။ဒါပေမဲ့ဒီ30နှစ်ကိုစစ်စင်ရေးကိုသူဘလို့ရှုမြင်ပါတယ်။အောင်မွေးကြီးတစ်ခုရဲ့အဆုံးသတ်လို့သူမပြောပါဘူး။သူအမြင်မှာတော့30နှစ်ကိုစစ်စင်ရေးဆိုတာလူလူအားနဲ့ဖြိုလို့ရွှေရင်းနေတဲ့မြန်မာစစ်တပ်ကိုဒီလိုလက်နက်နဲ့ဒီလိုတိုက်ရင်နိုင်ပါတယ်လို့ နေဦးတက်ချီတွေကိုတက်တည်ပြဖို့အာနာရှင်တတိုင်းကိုညီနောင်သုံးဖို့ကောင်းတဲ့စူပါမီတိုက်ပြယုံလေးတွေမှာတဲ့ဒါဟာနေဦးဒေါ်လန်ရဲ့အတွက်လက်တွေ့ကြတဲ့သင်ငန်းစာပေးမှုစိတ်သက်ပိုင်းဆိုင်ရာတွန်းအားပေးမှုတစ်ခုအနေနဲ့သူရှုမြင်ပါတယ်ဒေါ်လန်ရဲ့အခြေအနေကိုကြည့်ပြီးမြမဒေါ်လန်ရဲ့မိုးစင်စင်လင်းပါဦးမလားလို့မချစ်မရဲ့အပြုံနဲ့မင်းတဲ့သူတွေများလာတယ်လို့လည်းသူကပြောပါတယ် ဒီမိကုံဟာတန်တရားတွေစိတ်ကုံလက်ကုံဖြစ်မှုတွေကိုထင်ဟပြနေတယ်။ဒါပေမဲ့သူ့ရဲ့အဖေဟာပြတ်သားတယ်။နေရမှာသဘောရမူအမြဲချုပ်တာမရှိပါဘူးလေ။ညတိုင်းမှာမနက်ဆိုတာရှည်စမြဲပါပဲ။ပြီးတော့မိုးလေးအောင်ငါရုံနီလန်းရှာပြီးမယံမနာထူးစစ်နေတယ်။ဒါအဖေပဲ။ဒါဟာထိုင်ဆောင်နေတာမဟုတ်ပဲ။အောင်မြင်မှုရဖို့နီလန်းပေါင်းစုံနေတယ်။ အဆက်မပြတ်ကြိုးစားနေရဆိုတဲ့ခံယူချက်ကိုပြသနေတာပါတော်လန်ရေးဆိုတာကြပြဆရာတွေလိုမဟုတ်ဘူးလို့သူကလက်တွေ့ကြကြပြောပါတယ်တော်လန်ဟိကယထာလန်ဖောက်တာနဲ့တူတယ်လို့သူကတင်စားတယ်ငါတို့ဘယ်ဘူတာမှမမလွဲအောင်တန်လန်းတဲ့ဘူတာကိုအတူဖောက်ကြရမှလေးတဲ့ပန်းနိုင်ကိုရောက်ဖို့လမ်းမပြဖို့ဆိုရင်အားလုံးစုပေါင်းပြီးလှုပ်လှုပ်ရမယ်ဆိုတဲ့သဘောပါပဲဒီနေရာမှာအဓိကကြတဲ့အချက်ကတော့ ရှောင်းထွက်တဲ့ကောင်များရင်တော့တန်လန်းအမြင်မပြီးတာစုံစီရဘုရားဝေးပေအောင်မှာပေါ့ဒါဟာသူ့ရဲ့သတိဘေ့စ်ကားပါတော်လည်းမှာလူတိုင်းရဲ့ပါဝင်မှုစူပောင်းအားမရှိမဖြစ်အရေးကြီးပြီးတဦးချင်းစီရဲ့ပြက်ကွက်မှုတာဝန်ယူမှုပန်းထိုင်ရောက်ရှိမှုတွေကိုနှောင့်နှေးစေတဲ့ဆိုတာကိုသူကအလေးနဲ့ပြောချင်နေပုံရပါတယ်ဖုံးကျော်လက်ဖက်မြင့်ရဲ့မိုင်းတိုင်း90ဟာလူတအူးရဲ့ဘဝပေးစမှု နောက်မြမတော်လန်ရဲ့ရှေ့ချမှုနဲ့ခက်ခဲမှုရလာတဲ့အောင်မြင်မှုတွေရဲ့နည်းပြဟာမြောက်အရှိပါပုံအတွင်းပြင်ခက်ခဲတွေနဲ့ရှင်ဆိုင်ရမှုပြီးတော့ဘလို့တန်တရဘလို့ခက်ခဲမျိုးရှိစီတမိုင်းတစ်တစ်ခုအတွက်မယံမနာထူးဆင်းနေမယ်ဆိုရဲမဆုံးမနစ်တဲ့စိတ်ဓာတ်ကိုချင်ဟပြနေတာပါသူ့ရဲ့နှင်90ကိုမြမပြည်ရင်းစစ်တဲ့အရေးဖြောပြစ်ခဲ့ရတဲ့ဆိုရဲစကားကဒီတော်လိုင်းကြီးအတွက် ူသားတအူးချင်းစီရဲ့ကြီးမားတဲ့ပုံအောင်မှုကိုဖော်ပြနေတာပါဒီလိုအဆုံးစွန်အားနဲ့တော်လန်ရေးအောင်မြင်မှုဆိုတာအလုံးအတူတကွာပန်းတိုင်စီ UDP လမ်းဖောင်းချမှာရမယ်ဆိုတဲ့တတိပေးချက်နဲ့ဒီကပြကိုသူဆုံးသက်ထားပါတယ်မိုင်းတိုင်း90ဟာခရီးရဲ့အဆုံးမဟုတ်သေးပါဘူးရှေ့ဆက်ရမယ်လမ်းတွေ ရှိနေစေဖြစ်ပြီးအားလုံးရဲ့စူပေါင်းအနေနဲ့မိုးသစ္စာကိုမြင်ရလိမ့်မယ်ဆိုရင် message ကိုသူပေးပို့ခဲ့ပါတယ်။ Música